မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရှားဤသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်းမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးအားလက်ခံတွေ့ဆုံတဲ့တင်ဖြစ်ပါတယ်။ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရှားဤသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်းသည်မလေးရှားနိုင်ငံ His Excellency Dato Sri Yuthamahaji ိုဘာမက်ပင်ဟာဂျီဟာဆန်အားအောက်တိုဘာ9ရက်နေ့နဲ့ပိုင်းကနေပြည်တော်ရှိတပ်မတော်အေဂီဟာမှာလက်ခံတွေ့ဆုံကြောင်းသိရပါတယ်။အဆိုပါတွေ့ဆုံပွဲသူနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွေ့အေးမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ကော်မရှင်အဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေတို့တက်ရောက်ကြပြီးမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးနဲ့အတူအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကူဆလဲ His Excellency တန်စရီအော်တမန်ဟာရှင်းနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်အဲ့ဒီလိုတွေ့ဆုံရတွင်မလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ဂျိုးပန်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုပါကြောင်း ရွေးကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့များကိုလည်းဆေးလွတ်ပေးသွားမှာဖြစ်ပါကြောင်းဖြင့်ဥစွာဆွေးနွေးပြောကြားပါရယ်။အဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးပြောကြားရမှာအခုကဲ့သို့မိမိတို့နိုင်ငံသူလာရောက်တည်ဆုံမှုအတွက်ဝမ်းမြောက်မိပါကြောင်းပါတီဆောင်ဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပပြုလို့ရန်အတွက်2024ခုနှစ်ကပင်စတင်အသိပေးပြောကြားခဲ့ပါကြောင်း မိမိတို့အနေဖြင့်နိုင်ငံရေးအရာသဘောထားကွဲလွဲသူများနိုင်ငံရေးပါတီများကိုရွှေကောက်ဝဲအတွက်ကြိုတင်ပြင်ဆင်ခြင်းရရှိအောင်ဆောင်ရွက်ပေးခဲ့ပါကြောင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်းဥပဒေနဲ့အညီဆောင်ရွက်ခဲ့ပါကြောင်းအခုရွှေကောက်ဝဲတွင်ဥပဒေနှင့်ကိုက်ညီတဲ့နိုင်ငံရေးပါတီ58ပါတီဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကိုယ်စားလှယ်လောင်း9000ကျော်ရှိပါကြောင်းတိုင်းဒါလက်နက်ကင်ဖွဲ့များနိုင်ငံရေးလမ်းကြောင်းပေါ်တွင်ရှောက်လန်းနိုင်ရေးအတွက်ငြိမ်းချမ်းရေးရရှိအောင်ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း 2018ခုနှစ်မှစတင်၍ယနေ့အချိန်ထိပြစ်ခတ်တိုက်ခိုက်မှုရစေရအတွက်ထုတ်ပြန်ချက်28ကြိမ်ဆောင်ရွက်ပေးခဲ့ကြောင်းနိုင်ငံရေးအရာသဘောထားကွဲလွဲမှုများကြောင်းအကြမ်းဖက်လုပ်ရများလုဆောင်နေသူများကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင်လာနိုင်ရေးအတွက်၃ကြိမ်ဖိတ်ခေါ်ခဲ့ပါကြောင်းယခုလ15ရက်နေ့တွင် NCA နှစ်ပတ်လည်အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များမှခေါင်းဆောင်များ အန်စီလက်မှတ်မရေးထိုးထားရသေးတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့များမှခေါင်းဆောင်အချို့နဲ့နိုင်ငံတကာမှအသိသက်သေများတက်ရောက်သွားမှဖြစ်ကြောင်းဖြင့်ဆွေးနွေးပြောကြားပါရယ်။အဲဒီနောက်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများလွတ်လပ်ပြီးတရားမျှတသည့်ရေကောက်ပွဲဖြစ်စေရည်မြန်မာအီလက်ထရောနစ်မဲပေးဆက် MVVM များဖြင့်ဆန္ဒမဲပေးခြင်းများဆောင်ရွက်သွားမယ့်အခြေအနေများရေကောက်ပွဲအားအပိုင်းလိုက်စနစ်ဖြင့်ကျင်းပပြုလုပ်သွားမယ့်အခြေအနေများအင်းဒီနိုင်ငံများနှင့်နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေးလာ၏အဖွဲ့များဖိတ်ခေါ်ထားရှိမှုအခြေအနေများ ရေကဝဲကျင်းပါပြီးချိန်တွင်မြန်မာနိုင်ငံအနေဖြင့်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ဆက်လက်ရှောင်လန်းဆောင်ရွက်သွားမယ့်အခြေအနေများမြန်မာနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့အတွင်းအပြည့်သဘောဆောင်သောကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေများနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့ပတ်သက်လို့ရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးကြကြောင်းသိရပါပါတယ်ရှင်။